ဘဝရဲ့ profile ဆရာကောင်းတဲ့နေ့တော်ကို EOD ဘဏ်ရဲ့ MPU credit card နဲ့တူဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ဒီနေ့တော့တူတူလေးထားနိုင်တယ်မင်္ဂလာပါရှင်ဒီချိန်အားဆိုလို့ရှိရင်တော့11ရက်တန် Facebook တိုင်းရဲ့အစီအစဉ်ကိုတင်ဆက်ပေးမယ့်အချိန်ပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်လူတိုင်းလူလူကလူမှုကွန်ရက်သုံးဆွဲမှုတွေများပြားနေပြီးတော့နေရာဒေသဆောင်ကနေဖြစ်ရဆုံးအကြောင်းအရာမျိုးစုံအားဆိုလို့ရှိရင်လည်းလူမှုကွန်ရက်ပေါ်မှာအချိန်နဲ့မျှပြန့်နှံ့လျက်ရှိပါတယ်ဒီလိုပြန့်နှံ့နေတဲ့အကြောင်းအရာတွေတဲကမှ ပရိသတ်တွေအတွက်အထူးဆန်းဖြစ်စေမယ့်အကြောင်းအရာတွေဘုသူဒဖြစ်စေမယ့်အကြောင်းအရာတွေနဲ့စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားမှုတစ်ခုခုကိုပေးစွမ်းနိုင်မယ့်အကြောင်းအရာတွေကိုဒီစီစဉ်နေပြီးရွေးချယ်ပြီးတော့တင်ဆက်ပေးလျက်ရှိပါတယ်။ဒီတစ်ပတ်ရဲ့အစီအစဉ်မှာဆိုလို့ရှိရင်လည်းလူမှုကွန်ရက်ပေါ်မှာစိတ်ဝင်စားဖို့ကောင်းပြီးတော့ထူးခြားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့ချွတ်ဆက်ကရွေးချယ်ပေးထားပါတယ်။ဒီအကြောင်းအရာတွေဟာဆိုလို့ရှိရင်တော့ ဖေဖော်ဝါရီလ17ရက်နေ့မှာကြောက်တဲ့ဘိုးကျောင်းအောင်ဆန်းရဲ့အသက်100နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်နိုင်ငံတော်မှာပြုလုပ်ခဲ့တဲ့အကြောင်းအရာတွေလက်မှုပညာနဲ့ပြုလုပ်ထားတဲ့လျှက်စစ်ဆိုင်ကနိုင်ငံသားသတင်းတောက်တူကတန်ဃာတော်တွေကိုအင်တာဗျူးတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာ စကိုင်းမျိုးရဲ့ရိုးရာဒလေးတစ်ခုဖြစ်တဲ့ဘဲဥတုပွဲဗီဒီယိုဖိုင်အစရှိတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဖေဖော်ဝါရီလ17ရက်နေ့မှာကြာရောက်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်တရနှစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ရန်ကုန်မန္တလေးနေပြည်တော်အပါအဝင်မြို့ကြီးတွေမှာပြုလုပ်ခဲ့တာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ 2019ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာကြောက်တဲ့အမျိုးသားကောင်းဆောင်ကြီးပူကျော်အောင်ဆန်းရဲ့တရားနှစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတွေကိုရန်ကုန်မန္တလေးနေပြည်တော်ပေါင်းဝင်နိုင်ငံတဝန်းမှာရှိတဲ့မြို့တော်တော်များများမှာပြုလုပ်ခဲ့ပါတယ်။ ဘိုးချုပ်မွေးနေ့အထိမ်းအမှတ်ဖြစ်တစ်ချိန်ကဘိုးချုပ်ကသူ့ရဲ့ဇနီးကိုပဲပြုံးနဲ့နမ်းများရရင်စားချင်တယ်လို့မှာကြားဘူးတဲ့အတိုင်းပဲပဲပြုံးနဲ့နမ်းများစတူဒီတာကျွေးမွေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်ဒါရီမကသေးပဲဘိုးချုပ်ရုပ်ထုဖွင့်ပွဲတွေ ဗိုလ်ချုပ်မွေးနေ့ထိမ့်မှတ်ကြပါနဲ့ကာတွန်းပြပွဲတွေပြေလို့အဘိုးတကြီးအလေးပြုမြမပြီမှာဗိုလ်ချုပ်ဆိုရင်အောက်ဆန်းတိောက်နေဖြစ်တယ်တဲ့ဗျာ ဒါအပြင်ပိုချုပ်မွေးနေရဆိုရင်တော့မြန်မာနိုင်ငံကလေးများနေလည်းဖြစ်နေတဲ့အတွက်ကြောင့်ကလေးငယ်တွေကို စတုတီတာကျင်းမွေးတာကလေးငယ်တွေရဲ့ကြပြာရွတ်ဆိုပွဲတွေပိုချုပ်မိန်ကွန်းပြောပြိုင်ပွဲတွေကိုလည်းပြုလုပ်ခဲ့ပါတယ် ကိုကျော်အောင်ဆန်းရဲ့အသက်100နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ကိုတနိုင်ငံလုံးမှာဆင်နွှဲခဲ့တဲ့အကြောင်းအရာကိုတင်ဆက်ပေးပြီးသွားပြီဆိုတော့ဆက်လက်ပြီးတော့ဘလူးချောင်းရွာလွတ်ရွာကလူငယ်တွေရဲ့လက်မှုပညာနဲ့ပြုလုပ်ထားတဲ့လျှက်စစ်ဆိုင်ကယ်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တန်းတန်းတွေထိုင်ကုန်တွေစတဲ့အပိုင်းစားဖြစ်နေတဲ့အရာတွေကနေလက်ရမြောက်တဲ့ဆိုင်ကယ်တစ်စီးဖြစ်လာပုံကိုအခုပြည်သက်တွေတွေ့မြင်နိုင်ပါတယ်။ ဒါကတော့လက်မှုပညာနဲ့တီထွင်ထားတဲ့လျှက်စစ်ဆိုင်ကယ်တွေဖြစ်ပြီးဒီကြောင့်ဟာဆိုလို့ရှိရင်လည်းဒီတစ်ပတ်လူမှုကွန်ရက်မှာပြန့်နှံ့နေပါဗျ။ဒီလျှက်စစ်ဆိုင်ကယ်တွေကိုတီထွင်ခဲ့သူတွေဟာဘလူးကျွန်းရွာလွရွာကလူငယ်တစုကတီထွင်ဖန်တီးထားတာဖြစ်တယ်လို့လည်းပြန့်နှံ့ခဲ့တဲ့ post မှာရေးသားထားပါဗျ။စိတ်ကူးကောင်းတဲ့တီထွင်ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆွဲသူတွေကလည်းအခုလိုမျိုးမှတ်ချက်ပြုရေးသားထားပါဗျ။ က်ပြီးတော့နိုင်ငံသားသားတရင်တောက်တူကတန်ဃာတော်တွေကိုအင်တာဗျူးတဲ့ video file နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာပါ။ဒီ video file ကတော့နိုင်ငံသားသားတရင်တောက်တူကတန်ဃာတော်တွေကိုအင်တာဗျူးမေးမြန်းတဲ့နေရာမှာသူ့ရဲ့အမူအရနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်မှုအမျိုးမျိုးနဲ့အခုလိုပြန့်နှံ့နေတာပဲဖြစ်ပါတယ်။ ရန်တွေးရန်တွေးတာလားအင်ကပ်ပြူးတာလားဒီခြားမေးလိုက်အဲ့တိုင်းအဲ့တိုင်းအဲ့တိုင်းမြန်မာလို့ရန်လာတွေးတာလားဘောက်ကင်းဘောဒီကမှုရှိရမယ်ဆိုတာ you just doing the the ဒီကမှုရှိရင်မမေးပါနဲ့နော်နင်း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  What are you upset with the question or the fact that I had my hands in my pocket သူမေးကိုကြောက်သူပြန်ဆက်ဆိုတာလားဒါမှမဟုတ်သူ့ရဲ့အပြုအမူ မြန်မာနိုင်ငံညီချင်းမှုနဲ့မကိုက်ညီဘူးနိုင်ငံတိုင်းအပြုတ်မှုဖြစ်လို့ဆရာဟောချာရမနာတော့ဆက်တဘတ်ကတော့ But my questions, you're, you're upset by my questions when I ask you about Rohingya. You don't like me asking you direct questions. No, no, it's not about your question. It's about your, your တိုက်တဲ့မိကုန်းကိုမေးလို့ရတယ်အမှုအရာကိုလေးလိုက်တာအမှုအရာကိုဘယ်လိုမှမလာဆိုရင်ဒီတိုင်းလေးတော့ပြလိုက်ပို့တယ်အဲ့လိုဝေးလိုက်နော်အဲ့ကံရတိုက်တော့ရလာဘလို့အားလုံးကြည့်မလို့မရိုင်းရင်ကြည့်တယ်မရိုင်းရင်ရကို့ကိုမချုပ်ချက်ဘူးမရိုင်းရင်ရကြည့် ဖေဗူလာ9ရက်နေ့ကရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်တွေကိုထောက်ပံ့ကူညီဖို့မလေးရှားနိုင်ငံကဦးတည်ထွက်ခွာလာတဲ့ Nautical Alia တင်မောကရန်ကုန်မြို့တီလဝစိတ်ကန်းကိုစိုက်ကပ်စဉ်ရိုဟင်ဂျာလို့မသုံးဆွဲဖို့နဲ့ပတ်သက်ပြီးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့တန်ကားတော်တွေကိုအဲ့ဒီနိုင်ငံသားသားသတင်းတောက်ကမေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ TV5 ကိုလူမှုကွန်ရက်သုံးဆွဲသူတွေကအမှတ်ချက်အမျိုးမျိုးနဲ့အခုလိုပဲမျှဝေမှုတွေပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ video file လေးတစ်ခုကိုဖွင့်ပြပေးချင်ပါသေးတယ်။ဒီစိတ်ဝင်စားစရာကောင်းတဲ့ video file ဟာဆိုလို့ရှိရင်တော့သခိုင်းမျိုးမှာကျင်းပလေးရှိတဲ့ဘဲဥထုပွဲပဲဖြစ်ပါတယ်။ဒီဘဲဥထုပွဲအားဆိုလို့ရှိရင်စကိုင်းမြို့စီနာမန်အောင်လောကချမ်းသာကြေးဖျားကြီးရဲ့ဖျားပွဲတော်မှာပဲရှိတယ်လို့ပြန်နိုင်ခဲ့တဲ့ post မှာရေးသားထားပါဗျ။ ပွဲကစားနည်းကိုအတူတုံပြောပြရရင်တော့ဘဲဥနှလုံးကိုဈေးရောက်တဲ့သူစီကဝဲတယောက်တလဲထုပြီးတော့ဘဲဥကွဲအောင်ထုနိုင်တဲ့သူကအနိုင်ရပြီးကွဲတဲ့ဘဲဥကိုရရှိမှာဖြစ်ပါတယ်မကွဲတဲ့ဘဲဥကိုတော့ဈေးတဲ့ကပြန်သိမ်းတယ်လို့လူမှုကွန်ရက်သုံးဆွဲသူတို့ကမှတ်ချက်ပြုရေးသားထားပါသေးတယ်ပရိသတ်တွေလည်းဒီဗီဒီယိုကို ကြည့်ရှုကြပါရှင်။ရပါရောပြင်လိုက်ရလား။

ဒီတော့မှဆိုလို့ရှိရင်တော့ချက်ဆက်ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့အကြောင်းအရာများစွာတဲကမှထူးခြားပြီးဘဝတ္တရရပွဲအကြောင်းအရာတွေကိုရွေးချယ်ပြီးတင်ဆက်ပေးခဲ့တာပါချက်ဆက်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုလည်းပရိသတ်တွေအနေနဲ့ကျင့်တတ်ပြီးတော့ဒီအကြောင်းအရာတွေတဲကမှရတ္တတမျိုးမျိုးကိုခန်းစားရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဆက်လက်ပြီးတော့လည်းလူမှုကွန်ရက်ပေါ်ကထူးခြားတဲ့အကြောင်းအရာဇန်းလေးတွေကို11ရုပ်တဲ့ဖိဆော့တိုင်ကျအစီအစဉ်ကနေပြီးတော့အပတ်စဉ်ရွေးချယ်တင်ဆက်ပေးသွားအောင်မို့လို့စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ် ကြည့်ရှုပေးခဲ့ကြတဲ့11ရုပ်တံပြည့်သက်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။